မင်္ဂလာပါရှင်ဒီနေ့ကဒီနေ့ကတော့မမိုက်တယောက်ရဲ့မမိုက်တယောက်ရဲ့ဆုံးမတော်မူခံပေါ့နော်အာမပြောချင်တာလေဆိုတော့အမတို့ဒီဂျပန်မှာကောင်မလေးတယောက်သွားတော့ငါကိုယ့်ဘက်ကို training visa နဲ့သွားရတယ်ဟိုရောက်တော့อืมအဲ့မှာနှစ်ကြာကြီးနေနေတဲ့ဘဲတဲ့ဝင်နဲ့ကြိုက်တယ်ပေါ့ကွယ်ကြိုက်ပြီးတော့ဘဲကသူ့စီမှာလာနေသူဒါ အာသူသူလှုပ်ရှားပေးမယ်ဘာညာနဲ့ပြောရထင်ပါတယ်အဲ့တော့ training visa ကို cancel အဲ cancel လုပ်ပြီးတော့အဲ့ရ visa ကြီးအကုန်လုံးတော့ဘယ်လို visa ကြီးရှိလဲတော့မှနားမလဲဘူးဒါပေမဲ့သူလက်ရှိ visa ကို cancel လုပ်ပြီးတော့ IBS ကိုရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာသူတို့စီမှာအကူကအပြောင်းလဲနေနိုင်ငံရေးအပြောင်းလဲအများကြီးဖြစ်နေတဲ့အချိန်မှာသူ visa အဲ့ဒါကိုထပ်ရမ်းနေချိန်မှာမရအောင်မရအောင်ပြီးရင်လောက်ကလည်းဗီဇာမရအောင်ဆိုမှတော့လောက်ကမရတော့ဘူးပေါ့မရတော့ဘူးဆိုတဲ့ချိန်မှာဒီဘဲက မတင်ကြွေးထားနိုင်တော့ဆော်ရီတရားမှသူကရရွယ်ချက်ကဒီအဲလုတ်ကြွေးပဲရွေးချက်နဲ့ခေါ်တာမဟုတ်ဘူးကွာဒီတိုင်းပဲအလုံးလုံးမယ်ကောင်မလေးလည်းသူ့ဘာသူရှာစားသူလည်းသူ့ဘာသူရှာစားဆိုရင်တော့လက်ခံကောင်းလက်ခံနိုင်မယ်အခုကကောင်မလေးကလုံးလည်းမရှိဘူးပြီးကြလည်းမရှိဘူးကျတော့သူရှာမကြွေးဘူးရှာမကြွေးနိုင်တဲ့အတွက်ဆိုပြီးရဲခေါ်ပြီးဖမ်းခိုင်းနေဆိုပြီးကြားတယ်ကြားတော့မြန်ဒီမှာလည်းအဲဒူဘိုင်းမှာလည်းအဲ့လိုပဲအရင်တော့ဆိုလို့ရှိရင်အမကအလုံးอืม အလုံးရှာနေတာအမလုံးမရသေးလို့လုတ်ခေါ်တာလေးရှိရင် share ပေးပါပါညာနဲ့ပြောလို့ညီမလေးဆိုလို့ရှင်လဲအလိုပဲကိုကတခုခုဒီတခြားပြည်နယ်တခုတခြားဒီအဘူဒါဘီတို့ဘာတို့ကနေပြီးတော့လုတ်ခေါ်တာတွေ့လို့ share ပေးရဆိုလို့ရှင်သူတို့ကဘာပြန်ပြောလဲဆိုတော့ကောင်လေးကအဲဒူဘိုင်းမှာရှိရမလို့ဒူဘိုင်းမှာဒူဘိုင်းတိုင်းဝင်းလျှောက်ရှင်တာဒူဘိုင်းအတွင်းကလုတ်ပဲရကျင်နေဆိုတာမျိုးတွေလည်းပဲအမအများကြီးတွေ့ဖို့တယ်အဲ့တော့မိန်းကလေးတွေနေနေမင်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အခုကပ်ပဲလာကြရပဲဒါ တွဲလိုက်စုံတွဲလိုက်တွေကိုရောက်လာရောက်လာပြီဆိုလို့ရှိရင်အလုတ်ကတော့အတီးတီးလျှောက်ကြတာပဲတနေ့ရဲမှာဒီအလုတ်တစ်ခုတည်းကိုဟိုယောက်ျားလေးရောကိုအတွဲလိုက်နှစ်ယောက်လုံးအလုံးရဖို့ဆိုတာကတော်တော်ကြီးကံကောင်းမှပြီးလို့ရှိရင်ဒီမှာကအလုတ်ကအဲသူတို့ဒီလုံလိုနေတဲ့ရှိမှလဲဆိုင်မှလဲပဲနှစ်ယောက်လုံးနှစ်ယောက်လိုတဲ့နေရာမှာကိုကအဆင်ပြေမှာဥပမာကိုရီးယားကေရီးယားတူတယ်ဆိုတော့မှအလုတ်ကသူတို့ရမှာအဲ့တော့ကိုက ဥပမာ coffee ဆိုင်နဲ့ပတ်သက်တဲ့အလုပ်တို့ဘာလို့ရှာကျင်နေဆိုလို့ရှိရင်ဒူဘိုင်ကများတော့အပြည့်အပိုပေါ်တယ်။ကြားနေရတွေကအဲ့လောက်မဟုတ်ဘူးဆိုတော့ကိုကအလုပ်ရတယ်။တခြားနေရာမှာအလုပ်ရတယ်။လစာလဲစင်ပြေတယ်။ဒီဘိုးစားဖို့လဲစင်ပြေတယ်။ဆိုတော့ကိုကအလုပ်ကိုဦးစားပေးအလုပ်ကိုလုပ်လုပ်ပြီးတော့တနေ့တန်ဒီနေ့တန်ဒီနေနေပြီးတော့မှကိုကဒီဘက် ကိုပြန်လာခြင်းနဲ့ဆိုရင်ဥမာကောင်လေးကဒီဘက်ကိုအဲကောင်လေးကဒူဘိုင်မှာရှိရဆိုကောင်မလေးကရှာကြားနေပြီးဒူဘိုင်ကိုပြန်ချင်းလာတာမျိုးဒူဘိုင်ကကောင်လေးကပဲရှာကြားကိုလိုက်သွားတာမျိုးလုပ်လို့ရတယ်နောက်ပိုင်းကိုအလုံးစင်မြေသွားပြီးလက်ပတ်သွားပြီးကိုယ့်လက်ထဲမှာပတ်စံလုံးလုံးချန်သွားပြီးဆိုလို့ရှိရင်ဒီနှစ်ယောက်ကနိုင်ငံခြားအနေမြန်မာပြည်ကနေတော့ဒီနိုင်ငံကိုသူတို့ရောက်လာပြီဆိုတော့အချိန်မီပြန်ပြီးအတူတူ တူတူရှိလို့ရတယ်ကွာအာ sorry ရမှာတူတူမကွဲနိုင်လို့လာပါရေဆိုမှဆိုရင်တော့လည်းပဲမတတ်နိုင်ဘူးအဲ့ဒါဆိုရင်တော့ဒုက္ခဒုက္ခခံနိုင်နေဆိုတော့နေပေါ့နောက်တစ်ခုကကြတော့ကိုလူရောကိုပေါ်မှာတသက်လုံးကိုနဲ့ပဲရှိနေတာမဟုတ်လို့လားကိုကဥပမာဟိုကအလုပ်တွေအကုန်လုံးညင်းပဲညင်းပဲသူနဲ့သူဖတ်တွင်နေသူကလည်းကိုကိုဖတ်တွင်ကိုကလည်းသူ့ကိုဖတ်တွင်ဆိုတော့ကိစ္စမရှိဘူးကိုကအတင်းဖတ်တွင်နေပြီးတော့ဟိုတယောက်ကအလုပ်ရရတဲ့ချိန်ကျအလုပ်တရားသူတရားရောက်နေ နီးချက်သွားတယ်ဆိုပြီးရင်လည်းတခါကြံရင်ဖြစ်ပြအောင်ပါအဲ့တော့မယူခင်ဒါကတော့အမရဲ့အကြံပေးရပါဘောနော်ကိုနဲ့မယူပါသေးခင်မယူပါသေးခင်တော့မဟုတ်ပါဘူးယူပြီးရင်တော့မှပဲကိုလူလူပမိုင်းနေနေပြောလို့မရတဲ့လူတွေကအများကြီးရှိတာโอเคဒီမှာပေါ်အောင်ဆိုသေးရဲ့မြန်မာပြည်မှာတော့တလောက်ဖြစ်ပြန်နေရနိုင်ငံခြားလူနေရမျိုးပိုဆိုးတာပေါ့အဲ့တော့ကိုရဲ့ကေရီယာကိုလှုပ်ချင်တဲ့အလုပ်ကိုကို ိုဖာကိုကိုကိုတယောက်စာကိုကိုဟန်တယ်လုံနိုင်တဲ့အနေထားအခုဒီရအောင်လို့လုတ်လုတ်ပြီးတော့မှတခြားကိစ္စတွေထပ်ပြီးတော့စဉ်းစားမဟုတ်လို့ရှင်ကိုကဒီတန်တရားကြီးတဲ့မှာတဝဲလဲလဲတဝဲလဲလဲဖြစ်ပြီး career လည်း grow မဖြစ်ဘူး relationship မှာလည်းဘာမှကိုရီးနှစ်ယောက်က relationship ကလည်းရှေ့ဆက်လို့မရအောင်ချိန်တန်ယူကြမယ်ဆိုတဲ့နေသားရောက်လာပြီဆိုရင်တော့လည်းတဲမှာစုမီဆောင်ပြီးဘာမှမရှိဘူးဆိုတော့ဒါကြီးကအတက်အလကားကြီးပဲအဲ့တော့ပထမချက်ကအမပြောချင်တာကကိုယ့်ရဲ့အလုံး ရရှိအလုံးရဖို့ကိုယ့်လက်ထဲမှာအာဒီပတ်စံလုံလုံလောက်လောက်ရှိတဲ့အချိန်မှာတခြားကိစ္စကိုပြန်ပြီးတော့စဉ်းစားပါအဲ့လိုအမပြောချင်တယ်ပြီးရင်ဒီရှာကြတော့အမူဒါပြီးတော့ဒီဒူရီကြီးကိုမှရောက်လာပြီဆိုလို့ရှိရင်ရှာကြအမူဒါပြီးအရင်ဘယ်နားမှာပဲရောက်နေနေအမတို့ကလာတွေ့လို့ရတယ်အချိန်တိုင်းဒီမေရမယ်လာလာဖို့ကွယ်ကားတွေလည်းရှိရဲ့ scarlet တွေလည်းရှိတယ်ပြီးရင်ဒီမြန်မာတွေဆွဲတဲ့တက်စီတွေလည်းရှိတယ်အဲ့တော့ကိုကဘယ်နေရာပဲရောက်လာရောက်လာအချိန်တန်တအချိန်တန်တော့အော်တလာလုံးမှာတော့တရက်လောက်တော့တွေ့ရမှာပဲအဲ့တော့အရင်ကြီးလဲစီရွက်စီထားပြီးတော့သူကဒူဘိုင်းမှာရှိလို့ငါရှာကြအလုပ်ကိုမလုပ်ချင်ဘူးအဲအင်းကလုံးခေါ်ရင်မတော်ဘူးဆိုတာမျိုးမလုပ်ကြပါနဲ့လို့အမအဲ့လေးတခုတော့အကြံပေးခြင်းနဲ့ပေါ့နော်ပြီးတော့နောက်တစ်ခုကကိုကနိုင်ငံရဲ့အเจ้าကိုရောက်လာပြီး ်အလုံးတစ်ခုကိုဝင်ပြီးွားလို့ရှိရင်ကိုအရင်ကပဲဘလို့ပဲမကောင်းတဲ့အကျင့်တွေရှိခဲ့ရှိခဲ့အမပြောချင်တာမကောင်းတဲ့အကျင့်တွေကိုဖယ်ပြီးတော့ကိုရဲ့လုပ်ရည်ကံရည်ကိုစကေးကိုပဲအလုံးတိုင်းမှာချပြစေခြင်းနဲ့အဲ့ဒါမှပဲအမတို့ဟိုဒီအလုတ်ခန့်တဲ့သူတွေကလည်းမြန်မာရှိရမြန်မာတယောက်ကအဆင်ပြေရဆိုလို့ရှိရင်နောက်ထပ်မြန်မာတွေထက်ခန့်ထက်ခန့်ပါရီဆိုအဲ့လိုမျိုးပုံစံမျိုးနဲ့တွားတာသူတို့ကစကေးကုံချပြတယ်ချပြတဲ့ခါကျတော့သူတို့ကများတော့အဖေကစားပိတ်ကောင်းကြတယ်ပြုံးကြတယ် ပြီးလို့ရှိရင် communication ကောင်းတယ်ကောင်းတဲ့အတွက်ကြောင့်မို့ဖားရီကိုသဘောကျတယ်နောက်ထပ်ထပ်ခေါ်တဲ့ခါကျရင်လည်းဒီဖိလစ်ပင်းနဲ့ကပဲခေါ်ကြရရှိတယ်မြန်မာတွေကိုလည်းအဲ့လိုမျိုးအမကဖြစ်စေချင်တာပေါ့နော်ကိုကလုပ်ရည်ကိုင်းရေကိုချပြပြီးရင်မကောင်းတဲ့အကျင့်ပြင်မှာဘလောက်ပဲရှိခဲ့ရှိခဲ့ပြင်မှာပဲထားခဲ့ထားခဲ့ပြီးလို့ရှိရင်ဒီမှာပဲအေးအေးဆေးဆေးအေးရအေးကြောင့်လှုပ်လှုပ်ချင်တယ်ဘာလို့လဲဆိုတော့ကိုကရှိမှအလောက်ကကောင်းကောင်းလုပ်ပြရဲဆိုအမတို့နောက်ထပ်ရောက်လာမြန်မာတွေအတွက်ကအုံနာ chance ပေးပြီးသားပဲ ီမြန်မာပထမတရားကောင်းလေဆိုနောက်တရားခေါ်ဖို့နောက်တရားခေါ်ဖို့အတွက်သူတို့အတွက်ဝင်မလေးဘူးသူတို့ကဝင်နှန်းကောင်းကိုပဲလိုချင်ကြတာဒါပေမဲ့အဲ့ဒီအချိန်မှာမှပထမတရားကောင်းတရားကောင်းလေကောင်းတဲ့အတွက်ထပ်ခေါ်ဖို့အတွက်ချိန်မှာတတိယတရားကောင်းကပဲတတိယတရားကပဲဖြစ်ဖြစ်ထပ်ဖောက်သွားရတာဥပမာပစံလွဲလုံးသားလောက်တာပဲဖြစ်ဖြစ်ဂျူဒီချိန်နောက်ကျတာပဲဖြစ်ဖြစ် အလုပ်ကိုကောင်းကောင်းမလုပ်ဘဲခိုးတာပဲဖြစ်ဖြစ်အလုပ်ချိန်တွင်းမှာပဲအလုပ်ကို focus မထားဘဲနဲ့အမြဲတမ်းထိုင်နေရမျိုးတို့ဒီစည်ရင်းနေခဏမှားတာမျိုးတို့ပုံစံမျိုးနဲ့ဖြစ်သွားပြီဆိုလို့ရှိရင်အမားတို့အတွက်နောက်ထပ်မြန်မာဆိုတဲ့ chance မရှိတော့သူတို့ရှိမှာဘလောက်ပဲ branch တွေထပ်ဖွင့်ဖွင့်ဘလောက်ပဲအလုပ်မှာလူလူလူမြန်မာကိုခေါ်မှာမဟုတ်တော့ဘာလို့လဲဆိုတော့ဒီမှာလူလူတွေအများကြီးရှိတယ်နိုင်ငံသားတွေအများကြီးရှိတယ်ဆိုတော့ ကိုကအလုပ်တစ်ခုရပြီဆိုလို့ရှိရင်လည်းကကောင်းမွန်မွန်လေးနေပြီကကောင်းမွန်မွန်လေးလှုပ်လှုပ်ကြပါလို့တကယ်လို့ဖြစ်သွားပြီဆိုလို့ရှိရင်ဥပမာထားလိုက်မမိရင်တော့ကိစ္စဖြစ်ပတ်စံခိုးတဲ့ကိစ္စဆိုလို့ရှိရင်မမိရင်တော့ကိစ္စမရှိဘူးအေးမမိတဲ့အချိန်အထိတော့လှုပ်မိသွားပြီဆိုလို့ရှိရင်ဥပမာမြမချင်းချင်းကအမားတို့ဆိုင်မှာပဲရှိရဆိုလို့ရှိရင်အမားကတော့အဲ့လိုမျိုးကိစ္စမျိုးဆိုလို့ရှိရင်တော့တင်းကြီးခံမှာမဟုတ်ဘူးအမားဆိုလို့ရှိရင်ပုံနဲ့တကွအเจ้าညာနဲ့တကွ မိသားစုဝင်မှာအမဖြစ်နိုင်ရင်တော့မှမိသားစုဝင်နေဒီပါအကြောင်းကြားမိသားစုဝင်ပုံတင်မှာပြမို့သူ့ရဲ့မိသားစုဝင်ကိုအကြောင်းကြားအကြောင်းကြားပြီးသူ့ပုံနဲ့တကွာအကြောင်းရံနဲ့တကွာပါအမတင်ပြလိုက်ခြင်းတာဘာလို့လဲဆိုတော့အခု social punishment လောက်တလို့မျိုးပေါ့သူ့အကြောင်းမို့လို့သွားပြီးနောက်ထပ်မြန်မာတွေအလုံးမရတော့ပါဘူးမြန်မာတွေဘယ်တော့မှမခေါ်တော့ပါဘူးဆိုရာဖြစ်အောင်လို့လုပ်ပြခြင်းတာဘာလို့လဲဆိုတော့ ရှေ့မှာမြန်မာစီနီယာတွေကအများကြီးကောင်းအောင်လမ်းခင်းထားပေးရဲ့အဲ့အတွက်သူတို့ရဲ့လမ်းအဖြောင်ယူတယ်သူတို့အေးအေးဆေးဆေးဝင်ကြွားနေတယ်ဝိုင်းဝင်ကြိုင်းမျိုးမှုနှောက်သွားတယ်ဝင်နှောက်သွားတဲ့အတွက်ရှေ့မှာစီနီယာတွေအတွက်လည်းမျက်နှာအသာမရဘူးနောက်ကရောက်လာမဲ့ကလေးတွေအတွက်လည်းထပ်ပြီးအလုပ် join ခေါ်ပေးလို့မရတော့ဘူးစီနီယာတွေကအဲ့ဒီတယောက်ကဂျုံဝင်လိုက်တာ ਨੇ အဲ့တော့အမကအဲ့လိုမျိုးလည်းတောင်းဆိုခြင်းနေပေါ့နော်ကိုကအပြင်မှာမြန်မာပြည်မှာဘလောက်ပဲဟိုကိုမမကောင်းတဲ့အခြေအနေပဲပါလာခဲ့ပြီးဖြစ်စေအပြင်မှာဘလောက်ပဲ အဲဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့အလုပ်ထက်ရောက်သွားတဲ့အချိန်မှာတော့ကောင်းမွန်မွန်လေးနေပြီးတော့အဲရိုးရိုးတသားနဲ့အလုပ်လုပ်စီခြင်းတယ်အဲ့ဒါတော့ဒီနေ့အမပြောခြင်းတဲ့ topic ပေါ့နော်နားထောင်ပြီးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်